မင်္ဂလာပါရှင်တဲရဝိုင်းတရားမွန်ချန်နယ်ကြိုဆိုပါရရှင်ဒီနေ့မှာကျွန်မက Destic လေးလို့ပေါ့နော် Destic လေးနဲ့အဲ Destic လေးတဲ့ကိုဘလို message တွေပေးချင်လဲဆိုတော့ကိုကြည့်ပါမယ်နော်အဲ့တော့ဒီဗီဒီယိုလေးကိုတွေ့ရဆိုရင်ဒီဗီဒီယိုမှာတွေ့တဲ့အဲလက်ရှိတွေ့နေတွေ့ရဆိုလို့ရှင်မကြော်ရပါနဲ့ဒီ message ကတင့်အတွက်ပါနော်အဲ့တော့ကျွန်မကအဲဒီ Destic လေးကတဲ့ကိုမှ message လေးပေးရဆိုတော့ကိုကြည့်ပါမယ်နော်အဲ့တော့ test လေးကတော့ပါတယ် message ပေးခြင်းလေပေါ့နော် တော့ကျွန်မ test လေးရောက်လို့ရှင်တော့ဒီလို video လေးကတော့လုပ်ပေးဖြစ်တယ်ပေါ့နော်အဲ့တော့ test လေးအတင်းကိုပေးချင်တဲ့ message ကပါလဲတက်ချက်ပါလဲခင်းနဲ့ခင်းတော့ပန်နေကဲကျွန်မငါးကလောက်ဆွဲမလားပေါ့နော်โอ้ท่านนกแกท่านนกแก chariot အဲ့တော့ဒီဗီဒီယိုလေးကတော့ဗာမက်ဆေ့ပေးခြင်းလဲ test လေး test လေးอ่ะပေါ့နော် test လေးတော့ဗာမက်ဆေ့ပေးခြင်းလဲ hard pretense အဲ့ဒီမှာငါကလစ်စမယ် ဲ့တော့သူ့ကိုပါ message ပေးချင်တယ်ပေါ့နော်ကြည့်ပေးမယ်ဟိုပစ်စောက်ခဲ့ဒီမှာကြည့်နော်ဒီမှာဒီမှာဒီလိုမျိုးလေးကျမခံစားမိရယ်အပေးယူလေးပေါ့နော်အဲ့တော့လက်ရှိတချို့လေးကြီးကြည့်ရတူပေါ့နော်လက်ရှိဒီဗီဒီယိုလေးကြည့်ရတူလေးမှာ single လေးပါတယ်ဆိုလို့ရှိရင်လေတင်တိတ်မကြခင်မှာချစ်ချင်းမြတ်တာပေါ့နော်တင်ပေါ်လုံးဝကိုပျော်ရွှင်မှုတွေပေးရတယ်ဒီမှာထန်တော့ကအနေထားနော်ထန်တော့ကထန်တော့ကအနေထားနဲ့ပေါ့နော်တင်ပေါ်လုံးဝစင်နာမှု အပြေးဝပေါ့နော်တင်လာမှုပေးတဲ့သူတစ္ဆာတရားမေတ္တာတရားအပြေးဝရှိရသူတင်လိုက်တဲ့ကိုတိတ်မကြခင်ရောက်လာမယ့်အကြောင်းမြင်နေရတဲ့ထန်တော့ကတ်နော်လာပေးမဲ့သူပေါ့နော်အဲ cherish အနေထားမှာဆိုရင်ဒီအနေထားကတိတ်မကြဘူးဆိုတာမျိုးမြင်နေရတယ်ခုနှစ်ပတ်ခုနှစ်လအတွင်းတင်းတဲ့သူနဲ့တွေ့ဆုံမဲ့အရာကိုမြင်နေရတယ်ပေါ့နော်ဒီလိုကကိုယ်ကိုယုံကြည်မှုရှိတဲ့သူမျိုးပေါ့နော်တစ်ဖက်မှာသူ့အလုပ်နဲ့ပတ်သက်တဲ့အဲဟိုပေါ့နော်ဟိုယုံကြည်မှုတစ်ခုနဲ့စူးစမ်းနေတဲ့သူမျိုးနောက်ထပ်မြင်နေရတာကလေ ခင်းတော့ပန်နေကြတော့ဒီလူကဝေးကြီးမဆာမှာအတင်းအပြည့်စုံတဲ့သူတော့မိဘ sorry ကိုရဲ့မိဘလက်ထက်မှာခရေကပြည့်စုံသွားနေတဲ့နေထိုင်ရတဲ့သူမျိုးဆိုရလဲတွေ့ရတယ်ပေါ့နော်အဲ့တော့ cherish energy နဲ့ဒီလူနဲ့တွေ့ဖို့ကတိတ်ကြာခင်မှာတွေ့ရမှာဆိုတော့အရာမျိုးမြင်နေရတယ်ပေါ့နော် high frequency မှာတွေ့ရတာ high frequency ပေါ့နော်အကူဘကဒီမှာမြင်နေရတာကလေ happy တဲ့ဆိုကိုဘကလက်ရှိမှာဆို single လေးကြီးတော့ကျွန်မခံစားမိတယ် ာတွေအရင်လုံနေရမျိုးအချစ်ချင်းမြေတားနဲ့ပတ်သက်ပြီးတော့မှာနှစ်တတိမထားဘူးပေါ့နော်အဲငါချစ်သူမရတော့ပါဘူးချစ်သူလည်းရမှာမဟုတ်သေးဘူးဆိုတော့ကိုယ်စိတ်မှာအရင်ကြီးအာမထားနိုင်ဘဲနဲ့ကိုလုံးစားရှိတဲ့အလုပ်တွေကိုရဲ့ပညာရေးနဲ့ပတ်သက်တာအလုံးနဲ့ပတ်သက်တဲ့အရာတွေကိုကိုအအောင်စိုက်နေတဲ့အချိန်ကာလတစ်ခုမှာပေါ့နော်အချိန်ကာလတစ်ခုမှာတင်းရှိကိုမထင်မပဲနဲ့ဒီလိုပဲပို့ရှိလာပြီးကိုကိုချီးဆိုတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့ကိုလည်း surprise တော့ဖြစ်သွားနိုင်တယ်ပေါ့နော် အခုပဲထင်းနေသူကြိုက်ကြိုက်နေမယ်တော့ပြောတတ်ဘွယ်နဲ့မပြောတတ်ဘွယ်တော့သူကိုကြိုက်ပြီးတဘောကြနေတာဖြစ်နိုင်တယ်။အဲဒီလူကကိုယ်လာပြီးတော့ကိုယ့်ရဲ့အချစ်ကိုလာတောင်းခံတာမျိုးတွေ့ရတယ်ဘောနော်ဒီမှာကလည်းအဲ့တော့အချင်းနဲ့ပတ်သက်တဲ့ကြော်ရှင်မှုတော့ကျွန်မမြင်နေရတယ်ဒီလိုကိုယ့်ဘောတစ္ဆာရှိစွာနဲ့ရေရှည်ဘောနော် ရရှိဖို့လက်ထပ်ဖို့အထူးသွားလုံးဝပေါ့ဟိုကိုမမတစ်ခုပေးမဲ့သူမျိုးဆိုတာတွေ့ရတယ်ပေါ့နော်ထိုင်းတော့ကအနေထားကင်းတော့ပန်နီကဆိုတော့လေဒီလိုကလေသစ္စာရှိရှိနဲ့သစ္စာဆောင်သိမ်းသွားနဲ့ကိုကိုပေါ့နော်ပြည့်ရှင်မှုပြီးမဲ့သူကိုနဲ့လည်းဒီမှာမြင်ရတာလေတချို့လေးတွေမှာအသက်ရသူနဲ့ကိုနဲ့ကျမအသက်ကွာဟမှုရှိတဲ့သူမျိုးလည်းမြင်နေရတယ်စင်ကလေးဖြစ်တင်ကစင်ကဖြစ်မဲ့ဆိုတစ်ဖက်သူရဲ့တစ်ဖက်သူကကိုထက်အသက်ရကြီးတဲ့သူနဲ့တွေ့ဆုံတာမျိုးမြင်နေရတယ်ပစ္စောက်ခတ်ဒီမှာနော် ပစ္စောကတင်မကြခင်တွင်မှာလည်းတင်မကလည်းဒီလူကိုသဘောချလို့ဒီလူနဲ့စကားတွေစာပြောဖြစ်တယ်အဲဒီလူနဲ့ပြီးတော့မှဒီလူလည်းကိုသဘောချရတာမျိုးပေါ့နော်ဒီလူနဲ့စကားစာပြောဖြစ်တယ်ဒီလူကိုသဘောချနေတယ်အဲဒီလူကိုလည်းပြန်ပြီးတော့မှပေါ့နော်ကပ်တစ်ခုပြန်ပြီးတော့မှသူ့ဘက်ကအပေးယူပေါ့နော်မျှတနေတဲ့အရာမျိုးတော့ကျွန်မခံစားမိရယ်ပေါ့နော်အဲ့တော့ကိုဘကလည်းဟိုအလုပ်တွေစာတွေပေါ့နော်အဲ့လိုမျိုးဒီအောင်လေးများအောင်လေးနဲ့ပဲသူကိုပေါ့နော်ဟိုလှုပ်လှုပ်တဲ့ချိန်မှာ အထိမ်မဖိုင်းတဲ့ကိုဒီအချစ်ချင်းမြတ်တာကကိုယ့်ဘဝရရောက်ရှိလာတာမျိုးပျော်ရွှင်မှုတွေရောက်ရှိလာမှုကိုယ့်ဘဝရအထိချမ်းမှုတွေဟာပေါ့နော်အဲ့လိုမျိုးခံစားမှာ hybrid test ဆိုတော့လေဒီကိုရရဲ့လေကိုယ့်ရဲ့ဒီဘယ်လဲတင်းရလေတယောက်တည်းကိုစားရကြိတ်လုံးနေရမျိုးစားရစူးစားနေရမျိုးအလုပ်လုပ်ဆိုရလေအရင်ကုန်းယုံချအရင်အလုပ်တွေအရင်လုပ်နေရပေါ့နော်ပြမမှုရှိလဲရှိပါသေးကိုကဒီအတွက်အအောင်လေးခုလုံးရမယ်အလုပ်တစ်ခုတော့ကိုကအအောင်စိုက်ပြီးသွားနေတယ်ကိုအတွက်အခြေကြီးကလည်းအရင်ကို ဟိုဘောနော်ဟိုစဉ်းစားဖို့အတွက်ကိုကမဖြစ်နိုင်သေးဘူးဗောနော်မဖြစ်နိုင်သေးဘူးဆိုတော့အရာမျိုးနဲ့ပဲကိုလက်လက်ရှိမှာကိုစူးစမ်းတဲ့အရာတစ်ခုတည်းပဲအအောင်ဆိုင်နေတဲ့ကာလတစ်ခုတည်းမှာသူနဲ့တွေ့ဆုံတဲ့ relationship တစ်ခုကိုတွေ့ရတယ်ပျော်ရွှင်ရမယ့် relationship တွေရတယ်ပျော်ရွှင်ရမယ့် relationship တင်းကိုကိုမမက်ပြုတ်ဝပေးတဲ့သူမျိုးဗောနော်အဲအဲ့လိုမျိုးမြင်နေရတယ်တစ်ဖက်သူကလေအဲ့တော့အခြေရောတွေ့ရတယ်ဘာလေးထပ်တွေ့ရမလဲကြည့်မယ်ဗောနော် ခန်းတော့ကန်တော့အတင်လုံးကပျော်ရှင်ရမယ့် connection တစ်ခုတွေ့ရတယ်စင်ကလေးတွေအဲ့တော့အတင်ကို best layer ပါလေ message ပေးချင်တယ်ဒီချင်ပါတယ်ဒီမှာနောက်ထပ်ငါးကပ်လေးစွန်းတယ်ဗောနော် jasmine ဆရာအိုးကလေးရင်ကောင်းတာပဲကွယ် ပါလေးတယ်ဆိုတော့နာရောစွာဟင်းလေးကျမဒက်စတစ်ဆိုတော့လေရှစ်ကိုတဲ့နိုင်ရောစွာဒက်စတစ်ကလေးဆိုတော့နည်းလေးပြန်ကြည့်နေရနာရောနာရောဝမ်းစ ဖြစ်စေ။အဲ့တော့တစ်ဖက်သူကလေ Jasmine နေသားမှာဆိုလည်းသူကလေဘယ်လိုလဲ ကိုလက်မခံရင်တော့လက်ခံသူဘက်ကလည်းစူးစမ်းမဲ့အရာမျိုးပေါ့တွေ့ရတာပေါ့နော်အဲ့တော့လက်ခံမဲ့လက်ခံအောင်စူးစမ်းတာမျိုးသူ့ဘဝမှာလည်းပေါ့နော်သူကကိုနဲ့တွေ့တော့မှသူ့ရဲ့အခြေတွေပြန်လဲရှင်းတယ်လားမျိုးကခံစားမိရပေါ့နော်သူတို့သူ့အခြေတွေပြန်လဲရှင်းတယ်လားကိုလုံးဝချစ်မိသွားတယ်တွေ့တွေ့ချင်းကိုလုံးဝချစ်မိသွားတာမျိုးပေါ့နော်သူ့ရဲ့သူ့နှလုံးသားလေးကကိုနဲ့ကြမ်းမှနှိုးကြလာတာမျိုးပေါ့အဲ့လိုမျိုးခံစားမိရ strength เนาะအဲ့တော့ strength မှဆိုရင်ဒီလူကလည်းကိုယ့်ကိုပေါ့လေဟိုလုံခြုံမှုပေးမဲ့သူမျိုးပေါ့နော်လုံခြုံမှုပေးမဲ့သူမျိုး ိုကာကွယ်မှုပေးမဲ့သူမျိုးပေါ့နော်ကိုတတိခွန်အားတွေမရှိရင်တော့သူပေးနာနေပြီးတော့မှအားပေးမဲ့သူမျိုးပေါ့နော်အဲအဲ့လိုမျိုးလမ်းပြမဲ့သူမျိုးမြင်နေရတယ်အဲ့တော့နိုင်လုံးဆောက်မှာဆိုလို့ရှိရင်လည်းပေါ့နော်အဲသူ့ဘက်ကနေပြီးတော့မှာပေါ့နော်ကိုနဲ့ပတ်သက်တဲ့ကိုနဲ့ရှင်တစ်ခုပေါ့နော်ကိုလက်မခံမှာဟိုလည်းသူ့ဘက်ကငလေးဆုံးရင်ပူပန်မှုတွေရှိတာမျိုးလည်းတွေ့ရတာပေါ့နော်အတိကိုနဲ့ငါနဲ့ချမ်းမှာအဲသူငါကတော့အရင်သဘောကျနေရဲ့ပေါ့နော်အဲသူကတော့လက်ခံပါမလားပေါ့အဲတစ်ဖက်သူအနေထားပေါ့နော်တစ်ဖက်သူအနေထားတင်လက်ခံမှာဟို ဟိုဘောနော်တင်လက်ခံပါမလားဆိုပြီးတော့တပတ်သူကနဆိုးရမှုလေးရှိနေတာမျိုးတွေ့ရတယ်။ဒီလူကဒီမှာတွေ့ရတယ် night 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 raw was energy နဲ့ကလုံးဝကို energy တစ်ခုကတော့ switch ဖြစ်နေတာမျိုးမြင်နေရတာဘောနော် switch ဖြစ်နေရသူ့ကိုသဘောချတဲ့ကိုရမှပဲသူ့ဘဝလေးကစုပြေးမယ်သူ့ဘဝလေးရအဘောနော်ပျော်ရွှင်ရမယ်ဆိုတဲ့စိတ်နဲ့ပဲတင်နှောင်ရရှိဖို့အတွက်စူးစားနေတဲ့အရာမျိုးမြင်နေရတယ်ပေါ့နော်အဲ့တော့တင့်ကိုမတင့်ကိုမရမှာစိုးရင်စိတ်တွေလည်းရှိနေတာမျိုးဆိုတော့လေ quality လေးကသူ့နဲ့မနည်းမနည်းဆက်ရမှာလေသူ့အတွက် ပူပွေမှုတစ်ခုဖြစ်နေရမျိုးတွေ့ရတာပေါ့နော်အဲ့တော့ဒီမှာမြန်ကျင်မဲ့ရက်စင် energy မှာဆိုရင်တော့ quality ဘက်ကလည်းဒီလိုကိုသဘောကျစွာနဲ့လက်ခံလာမျိုးကျွန်မခံစားမိရပေါ့ဒီလိုသဘောကျတယ်ကိုဘက်ကလည်းဒီလိုကိုလိုချင်တဲ့ပုံစံအနေထားကလည်းသူဖြစ်နေတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့အဲတင်လက်ခံလာမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်တင်လက်ခံပြီးသူ့သူ့ရဲ့အချက်ကိုအဲပြန်လည်ပြီးတော့မှဟိုဒီမှာလည်းလက်ခံပြီးစကားပြောနေတဲ့ကလာ ဟိုအရင်ဆုံးသူနဲ့ကိုလည်းကြာမှာလေဘယ်လိုမျိုးလဲစကားပြောအရင်စကားပြောဖြစ်တာမျိုးကျွန်မခံစားမိတာပေါ့နော်သူစကားတွေပြောဖြစ်တယ်စကားတွေပြောဖြစ်တယ်တွေးဆုံဖြစ်တယ်မိတ်ဆွေလိုအနေထားတွေပြောဖြစ်တယ်ပြောဖြစ်ပြီးတော့မှပေါ့နော်ဟိုချစ်သူဆက်ဖြစ်လာတဲ့ connection တစ်ခုတွေ့ရတယ်ဆိုတော့လေကိုဘက်ကလည်းလိုလားနဲ့ပဲလက်ခံပြီးတော့မှအဲကိုဘက်ကပဲသူ့ရဲ့ဘောနောတောင်းဆိုမှုကို ကိုမငင်းပယ်ခဲ့ဘူးပေါ့နော်သူဘက်ကတော့လက်စိုးရုံမှုတော့ရှိခဲ့တယ်ဒါပေမဲ့ကိုမငင်းပယ်ခဲ့ပဲနဲ့ကိုသူ့ကိုလက်ခံတာမျိုးတော့ကျွန်မခံစားမိရေပေါ့နော်အဲ့တော့ကျွန်မနောက်ထပ်ဘာတွေ့အောင်မလဲဆိုတော့တစ်ချက်ကြည့်ပေးမယ်နော်အော်တိတ်ချာက single လေးတွေအချစ်စစ်ပေါ့နော်အချစ်စစ်တင်သိမကြခင်ရောက်ရှိမဲ့အရာကိုတွေ့ရတယ်အော်နောက်ထပ်ဘာတွေ့အောင်မလဲပေါ့နော်အဲ့တော့တင်ကို destiny ရဲ့ဘာ message ပေးခြင်းလဲဆိုတော့တစ်ချက်ပါတယ် ခင်းတယ်ခင်းတော့ west ခင်းတော့ပန်ကခင်းတော့ west တော့ဒီမှာကြည့်ကင်းတော့ဝင်ဆိုတင်းဟိုဘာလာပြီးတော့မှပေါ့နော်ဟိုခုနပြောခဲ့ comment မှတစ်ခုပေါ့နော် comment တစ်ခုပေးတယ်သူ့ဘက်ကသစ္စာတည်ရှိပါမယ်ဆိုတဲ့အရာနဲ့ခရီးတွေထပ်ထပ်ပေးတာမျိုးကျွန်မခံစားမိရပေါ့နော် ့တော့သူကဘယ်လိုမျိုးလဲဆိုတာလေးကိုတိတ်အရင်ကြီးပေါ့နော်သူကကိုနဲ့တွဲတဲ့အချိန်ကာလတခုမှဆိုရင်အရင်ကြီးသူကအကြာကြီးတော့တွဲမှာမဟုတ်ဘူးနော်အကြာကြီးတွဲမှာဆိုဘယ်လိုမျိုးလဲဆိုတော့လေအချိန်ကာလတခုကြာတော့ပဲတွဲပြီးတော့မှသူကိုနဲ့လက်ထပ်ဖို့အတွက်သူ့ဘက်ကနေပြီးတော့မှလောတာမျိုးပေါ့နော်အဲ့လိုမျိုးတော့ခံစားမိတဲ့တစ်ဖက်သူနေထားတာလေကိုအရင်ချင်းနေတဲ့သူမျိုးဖြစ်နေပေါ့အချက်ခံရပြီးတော့တွေ့ရတယ်လားသိရတယ်ခုလိုမှကြည့် ူဘကလာပေးနေရတဲ့အတိုင်းမှာရှိချစ်ချင်းမြတ်တာတွေအချစ်စစ်တွေပေါ့နော်အဲ့တော့ဟိုကိုလူလာနဲ့သူကအရန်ကိုချစ်နေတာမျိုးပေါ့နော်ဒါကဒီမှာတွေ့ရတာကလေ quality လေးတော့အချစ်စစ်အတစ်ဆက်ဆက်ကလေးပေါ့နော်ဒီလူနဲ့ကိုနဲ့ကလုံးဝဟိုကန်ဆက်တဲ့ဟိုဘယ်လိုမျိုးလဲအရင်အသိကွာနေပြီးတော့မှသင်တို့ယောက်ျားမှာကလေအသိပေါ်မှာတွေ့ဆုံမှုရှိခဲ့တယ်ရှိခဲ့ပြီးတော့မှဒီဘဝမှာလာဆောင်ခဲ့တဲ့ကန် ကံပေါ့နော်အဲအဲ့လိုမျိုးအကြောင်းတရားတခုလည်းကျွန်မခံစားမိရပါတော့နော်ညာသာတူဆုံးမှာလေကံအကြောင်းတရားလည်းပါတယ်တူဆုံးမှုပေါ့နော်အဲ့လိုမျိုးခံစားမိရသူနဲ့ကိုယ်နဲ့ကြာတူဆုံးမှုပါလေဒီမှာတလားဟူရဖော်ချုံကတ်ကြလာအော်ပြောလို့အောင်မဆုံးဘူးဟူရဖော်ချုံကတ်ကြလာဆိုတော့တေးကြတယ်ပေါ့နော်သူတို့နှစ်ယောက်က အရင်ဘဝရေစက်တွေရှိခဲ့တယ်ရေစက်ရှိခဲ့ပြီးတော့မှဒီဘဝမှာဆုံတွေ့ခဲ့တဲ့ connection တစ်ခုနဲ့တင်းတင်းမြောက်တူတူလက်ထက်လက်တွဲရမယ့်အရာမျိုးတော့ကျွန်မခံစားမိရပါတော့နော်အဲ့တော့ဗာမက်ဆေ့ချ်ပေးခြင်းလည်းပေါ့နော်ပြီးတော့ next ခုတွေ့ရဖိုးဖိုးတော့ကျွန်မဆိုကျွန်မငွေကြီးပိုင်းဆိုင်ရာမှာလည်းမြင်နေရတယ်သင်ကငွေကြီးနဲ့ပတ်သက်ပြီးတော့မှပေါ့နော်နောက်ထပ်ဆယ်လအတွင်းအဆင်ပြေမှုတွေပေါ့နော်ငွေကြီးနဲ့ပတ်သက်တဲ့အဆင်ပြေမှုပေါ့နော်မထင်မထက်ငွေအစုလန်းအပြုံလန်းဝင်တာမျိုး ဒါမှမဟုတ်လို့ရှိရင်ကိုအမွေရတာမျိုးပေါ့နော်အမွေမရရင်တော့မှအန်ကိုကဟိုပေါ့နော်ဟိုဥမာကိုကဒီထီပိုင်ထိုးရဲ့ထီပဲပောက်တာမျိုးပေါ့အဲအဲ့လိုမျိုးလေးပေါ့တွေ့ရတာပေါ့နော်ငွေကြီးပိုင်ဆိုင်မှာကန်ကောင်းမှုကျွန်မခံစားမိတယ်အဲ့တော့ desktop ကတော့ဘာလဲ message ပေးချင်တယ်ပေါ့နော်စစ်တက်ကလည်းလုံးဝကိုအဆင်ပြေရဲ့အရာကိုကျွန်မတို့တွေ့ရတယ်ပေါ့နော်အဲ့တော့ခပ်တယ် အချစ်တက်ကလည်းတွေ့ရဆိုတော့ကိုဘကကိုကိုဘကလည်းသူ့ကိုလိုလားစွာနဲ့ပဲချစ်ချင်းမြတ်တာတရားလည်းပေးဆက်တာမျိုးလည်းမြင်နေရတာပေါ့နော်သူ့ဘကလည်းအပြေးဝပေးတာကိုဘကလည်းချစ်ချင်းမြတ်တာနဲ့အပြေးဝကိုသူ့ကိုပေးသူ့ကိုပေးနေတာမျိုးပေါ့နော်အပြန်လန်ကတော့ဒီမှာမြင်နေရတယ်နိုင်တော့ကပ်နိုင်ရောခတ်တွေ့ရတော့ကလေးရန်ကောင်းတာပဲเนาะ အဲ့တော့ထပ်ကြည့်မယ် message ပါပေးချင်တယ်ပေါ့နော်သူကအချင်းကြီးတွေတွေ့ရတယ်ငွေကြီးတော့နေနေတခြားပါများထွက်လာမလဲပေါ့နော်ပြီးတော့နောက်တစ်ခုတွေ့ရကျွန်မအဲအခွင့်အလမ်းတစ်ခုတွေ့ရပေါ့နော်အဆက်အသွယ်ကောင်းတစ်ခုဥမာကိုအလုရှာနေရဆိုလို့ရှင်အလုံးနဲ့ပတ်သက်တဲ့အဆက်အသွယ်ကောင်းတစ်ခုရရှိတာမျိုးအဝေးအဆက်အသွယ်တော်ကတော်တော်ကောင်းအနည်းအဆက်အသွယ်တစ်ခုတော်တော်ကောင်းရရှိတာမျိုးတွေ့ရတယ်နော်ဒီမှာအလုံးနဲ့ပတ်သက်တဲ့အဆက်အသွယ်ကောင်းတစ်ခုပေါ့နော်ပြီးတော့အလုံးနဲ့ပတ်သက်တဲ့အောင်မြင်မှုတစ်ခုရရှိတာမျိုးသိမချခင်မှာတွေ့ရတယ်အဲ့တော့ ပင်ထွက်ကတော့လုံးဝကိုပြောင်းလဲမှုတစ်ခုပေါ့နော်အလုံးနဲ့ပတ်သက်တဲ့ပြောင်းလဲမှုလည်းဖြစ်နိုင်တယ်ပေါ့ကိုအလုံးသိရပြီးတော့မှတကယ် Bitcoin ငွေကြီးနဲ့ပတ်သက်ပြီးမှပြည်စုံလာတာမျိုးအဆင်ပြေလာတာမျိုးပေါ့နော်အဲ့လိုမျိုးခံစားမိရင်အဲ့အလုံးကကောင်းလို့ရှင်ငွေကြီးလည်းကောင်းလာတာမျိုးပေါ့နော်ဒီအလုံးနဲ့ငွေကြီးကဒါရိုက်အချိုးကျနေတာဆိုတော့လေအော်နောက်ပါလေကိုလက်တလေးအဲ့ story ရော collateral ဆိုတာဒီမှာ collateral ရင်းတော့မဟုတ်ဘူးဒါ short ရင်းလိုမျိုးလုပ်ထားတာလေပေါ့နော်ဒီအဲ့တော့အတင်းကို mass message ပေးချင်တယ်ပေါ့နော် test တွေရဒီမှာတော့နှစ်ကလောက်ဆိုလိုက်ရင်ပုံမှာပေါ့ return နဲ့ return တော့မြင်နေရတယ်ควีน 이렇게 트리어 트리러 원스 트리러 원스 정말 어이야 아싸도 공조 반니에 알고는 အဝေးရအဆက်သက်တစ်ခုပေါ့နော် return ဆိုတော့ကျမမြင်နေရတာလေတဲ့မှာလေဒီတူနဲ့အဆက်သက်ရရှိပြီးနောက်ပိုင်းမှာကသုံးတယောက်ပေါ့နော်တဲ့အခြေအောင်ဖြစ် x ပဲဖြစ်လားအဆက်သက်လာမျိုးမြင်နေရတယ်ပေါ့ဒါပေမဲ့တင်ရအောင်တင်လက်မခံအောင်နော်ခွင်းတော့ဆောင်းနော်ဒီရောက်တူလက်မခံအောင်လုံးဝကိုစိတ်သက်ပြသွားစားနေပဲအဲ့တော့ ကတ်မှာဆိုရင်ဒီလူကိုကိုကားလုံးဝကိုလက်ထွက်ခဲ့တဲ့အရာလုံးမြင်နေရဒီအဆက်တွေကလည်းဒီမှာတွေ့ရထရီယုံဝဆိုတော့လေအဝေးရဆက်တယ်မှုတစ်ခုပေါ့နော်အဲ့အဝေးရဆက်တယ်မှုတစ်ခု x လည်းဖြစ်နိုင်တယ်လို့အဲ့အကိုရဲ့အဆက်ဟောင်းအခြေဟောင်းတယောက်ယောက်ဇုံတယောက်ပေါ့နော်ကိုနဲ့အတိတ်ကပတ်သက်တဲ့ဇုံတယောက်ကကိုလားဆက်တယ်အရာမျိုးပေါ့နော် တွေ့ရဒါပေမဲ့ဒီလိုကိုလုံးဝလက်မခံဘူးเนาะဒီလိုရထမ်းပြင်လာတဲ့အရာကိုလုံးဝလက်မခံပဲနဲ့လက်ထွက်ခဲ့တယ်ပေါ့เนาะလက်မခံလက်ထွက်ပဲဒီကကိုအစ်စ်ကိုပဲကိုကလက်ခံခဲ့တဲ့အရာမျိုးတော့ကျွန်မခံစားမိရဲ့တွေ့ရတယ်ပေါ့เนาะအဲ့တော့ destiny ကတော့ဘာ message ပေးခြင်းလဲပေါ့เนาะအဲ့တော့အစ်စ်ကတော့အရင်ကောင်းတယ်ဆိုတဲ့အစ်စ်ပဲလက်ခံလိုက်ပါเนาะအစ်စ်ကတော့အရင်ကောင်းနေကွန်မန့်ကလည်းလုံးဝသိချင်တယ်သစ္စာရှိတယ်ခိုင်း ခိုင်မာမှုရှိတဲ့ situation တစ်ခုပေါ့နော်အဲ့လိုတွေးရတယ်ဆိုတော့တင်တက်ကိုလက်ခံတာတကယ်အကောင်းဆုံးတော့ကျွန်တော်ခံစားမိရပေါ့နော် just it နော် just it ဒီလူတက်လုံးကကိုယ်စိတ်တွေပြသနေတာမျိုးတော့ကျွန်မခံစားမိတယ်ဒီလူလုံးကအဲရွေးဒီလိုဆိုတာကတင့်အသိဟောင်းပေါ့နော်အသိဟောင်းလာဆက်ဆက်မှုတင်လုံးဝပယ်ဖြက်လက်ဟိုလုံးဝလက်မခံဘူးစိတ်ကြက်ကြက်သွားစားနေပဲညင်းပြက်လက်တာမျိုးပေါ့နော်အဲ့လိုမျိုးတော့ကျွန်မခံစားမိခဲ့ တထားပါတော့တေချာဒီလူလုံးဝကိုတဲ့ဟိုဘယ်လိုမျိုးလဲတေချာလေးကိုထားဝါနေကြီးမှာဆိုလို့ရှိရင်ဒီလူလုံးဝဟိုဘောနော်လူနဲ့ပတ်သက်တဲ့ညွှန်လို့ရတဲ့စုံစံဘာမှမရှိဘူးဆိုတဲ့အရာကိုသူ့သူ့ရှင်းလင်းသွားအောင်ကိုဘက်ကနေပြီးတော့မှပြောဆိုလိုက်တဲ့အရာမျိုးလည်းဖြစ်နိုင်တယ်ဘောနော်ဒီမှာကောလိပ်တဲ့ဟဲတေဟာလေးတင်ကပြောဆိုလိုက်တာမျိုးကျွန်မခံစားမိတယ်အဲ့တော့ ဒီမှာထပ်ဆွဲမယ်။ test လေးတော့ဗာမက်ဆေ့ပေးခြင်းလေပေါ့နော်။ queen energy နဲ့နော် queen energy queen on ones နော်။အဲ့တော့ဒီမှာကြည့်ရတာ queen on one queen on ones နော်ဒီမှာကြည့်အဲ့လိုလေးစုံလိုက်ပြီးစုံပေးလိုက်မယ်နော်။ queen နဲ့ king နဲ့နော် queen နဲ့ king နဲ့ အတူဘက်ကသစ္စာတည်မှုပေါ့နော်ဒီအချစ်တဲ့သစ္စာတည်မှုကိုဘက်ကလည်းသစ္စာရှိမှုနဲ့သူတို့နှစ်ယောက်ရှေ့ဆက်သွားမယ့်အရာကိုကျွန်မခံစားမိတယ်။နှစ်ယောက်သားချမ်းမှာကံရဲ့ရှိဘွားရဲ့တင်းတို့နှစ်ယောက်ရဲ့အတိတ်ကရေဆက်လက်မြင်ရတယ်ပေါ့နော်။အဲဒီကက်လေးဆွဲလိုက်မယ်။ ఓ သူရောသူရောဆွာနော်သူရောဆွာဆိုတော့ဒီမသေးကြတာကတော့ ူတို့ဆက်မှာဆိုကိုဟိုပေါ့နော်ကိုစိတ်ကနေသူ့ကိုပဲတကယ်ဟိုပဲဟိုနော်စိတ်ထက်ပြတ်သွားစွာနဲ့ပဲကိုရဲ့အချစ်တကိုပဲပေါ့နော်ဟိုရွေးချယ်လိုက်တာမျိုးကိုစိတ်နှုတ်ခွားတွေဖြစ်မနေဘူးပေါ့နော်အဲစိတ်နှုတ်ခွားစုံတွေကဖြစ်မနေပဲနဲ့ဒီလိုပဲကိုမှန်ကန်စွာနဲ့ပဲကိုရွေးချယ်ခဲ့တဲ့အရာကိုတော့ကျွန်မမြင်ရတယ်ဆိုတော့တဲ့အတိတ်ကလိုလုံးဝလက်မခံဘူးပေါ့နော်အဲ့လိုမျိုးမြင်ရတယ်အတော့အဲကြည့်ဦးကြည့်ကျွန်မကြည့် sorry နော်မမြင်မိဘူး အဲ့တော့ destiny ရဲ့အတွန်းပေးခြင်းနဲ့ message ကပါလဲပြီးကျင်ပါတယ် ten on ones เนาะ ten on ones ten on ones အဲ့တော့တစ်ဖက်သူရဲ့ energy ရောကျွန်မခံစားမိရေเนาะတစ်ဖက်သူရဲ့ energy ten on ones တစ်ဖက်လို့အလုပ်တွေရန်စူးစားရတယ်တာဝန်ယူမှုရှိတဲ့သူမျိုးပေါ့เนาะတာဝန်ယူမှုရှိတဲ့သူမျိုးနဲ့ team life မှာတွေ့ရတာလို့အရင် busy busy man busy woman ဖြစ်နိုင်တယ်တစ်ဖက်သူကလေ ော့တက်စီရဲ့သူ့ကိုပြေးချင်တဲ့ message ကပါလဲသူချက်ပါလေ four on ones နော် four on ones တမချီ four on ones ကအရင်ကောင်းမွန်လာမျိုးပေါ့နော်ဒီမှာတွေ့ရတာ four on ones ဆိုတော့ ten on one four on one နော်တာဝန်ယူအပြည့်အဝနဲ့ ဖိုးရောင်းမှာဆိုတင်နေပေါ့နော်ဒီမှာကားကျွန်မခံစားမိတာတင်နေ marriage flight ကိုသွားမဲ့သူမျိုးဆိုတာမျိုးမရဆိုတော့ဒီနေ့တွေ့ဒီနေ့ပေါ့နော်ဒီ test layer ပေးတဲ့တင်တဲ့ message မှာဆိုလို့ရှိရင်ချစ်တဲ့တွေ့ရဖို့ပေါ့နော်တစ်ပေါ်တစားရှိတစ္ဆာချီရဲ့သူနဲ့တွေ့ရမယ် connection တစ်ခုပြီးတော့ငွေကြေးပိုင်းဆိုင်ရာမှာတင်းတဲ့တန်ကောင်းမှုပေါ့နော်ကန်ကောင်းမှုတစ်ခုမြင်နေရတယ်ပြီးတော့အလုတ်ကိုင်းနေပေါ့နော်အလုတ်ကိုင်းနေပတ်သက်တဲ့အောင်မြင်မှုအဆက်အသွယ်ကောင်းတဲ့ရရှိမှုပေါ့နော် တေချာကတင်းတဲ့အဆက်အသွယ်ကောင်းလေးရရှိပြီးတဲ့အလုပ်ကိုင်းလေးအဆင်ပြေပြီးတော့ငွေကြေးပိုက်ဆံမှာနောက်ထပ်ဆက်ဆက်ပက်ဆက်လောက်အတွင်းအတွင်းအတွက်ပေါ့နော်အဆင်ပြေမှုတွေနဲ့ဖြတ်တန်းရမယ့်အရာမျိုးပြီးတော့မျောလင်းတဲ့ငွေကြေးတွေရရှိရာမျိုးပေါ့နော်အထီးပေါက်တာမျိုးလည်းဖြစ်နိုင်တယ်အမွေရတာလည်းဖြစ်နိုင်တယ်ဟိုငွေကဟိုကြီးကြီးမားမားရရှိတဲ့အရာမျိုးကိုတွေ့ရတယ်အဲ့တော့အဲတင့်ကို test လေးရပေးခြင်းနဲ့ message လေးရတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်နောက်ပြီးတော့တို့ကြမယ်နော်